။ဘောက်ကြတာတပည့်ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါ။ပြောရကံချက်မှာဒီတလဆာတလဆာဆက်ပေါ့နော်။ဒီဇင်ဘာလအတွက်ဒီဇင်ဘာလဆိုရင်အခုဆိုလို့ရှင်လေ။ဒါနှစ်ကုန်ပေါ့နော်။နှစ်ကုန်ဒီဇင်ဘာလတလကြံရှိနေတဲ့အတွက်ဒီတလဆာဆက်ကိုကျွန်တော်နေပြီးတော့နမိတ်တော့ကစနကနဲ့နမိတ်ဖတ်ပြီးတော့ဟောပြောပေးတော့မှာဖြစ်ပါလေ။ အဲ့တော့ဆက်နက်ကစတင်ပြီးတော့စဉ်လိုက်ချပါပြီ။ ဒီနေ့ဥစွာတာကြတာရင်းများစမလပိုင်းတွေတရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ဟောပြောပေးမှကြတယ်ပို့ပြတ်ကပြ။ဟောကြားတာတာတပိရိနေနဲ့ပတ်သက်ပြီးတော့လက်ရှိအခြေအနေမှာရရှိမှုဘက်ကိုရောင်းနေရရှိမှုဘက်ကိုရှောင်းတန်းနေပေါ့။အားရကပြဿနာပေါ့နော်။ရရှိမှုနဲ့ပတ်သက်တာတွေအဲ့တော့ဖြစ်လာမယ်။စဉ်စားစဉ်စဉ်ကြံစည်ထားတဲ့ကိစ္စမှန်တယ်များအောင်မြင်မယ်။အဓိကမြေကိစ္စဖုံးကိစ္စပွဲစားကိစ္စအကြောင်းဝင်ဖုံးအကြောင်းဝင်နဲ့ပတ်သက်တဲ့ကိစ္စတွေလည်းကြိုးပြီးအောင်မြင်မှာဖြစ်ပါလေ။အော်ပွဲစားလုပ်ငန်းတွေလည်းကြိုးပြီးအောင်မြင်မှာဖြစ်ပါလေ မေစီပေါင်းနဲ့စရပြေပေါ်ဆရာကောင်းတစ်ပါးကောင်းပြေးမှုဒါရဲရရှိမှာဖြစ်ပါတယ်နော်အဲ့တော့ကပြလေးကတော့ဒိုက်ပရက်ဖင်လို့အတိတ်ပဲရပါတယ်ဒါခုနကကြီးကပြလေးပေါ့နော်အဲ့တော့အဲဒါစီအချိန်လေးအခွင့်ကပြလေးကတော့ခွန်ကြီးကပြလေးဖြစ်တဲ့ပဲခွင့်ကောင်အချိန်ကောင်းနေတဲ့တော့ကြုံရပြီလို့ပြောမှဖြစ်ပါတယ်ဒါတောက်ကြတောက်ကြီးနဲ့ပတ်သက်ပြီးတော့ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးဆက်လက်ပြီးဟောပြောပြတတ်မှာဖြစ်ပါတယ် ဥစ္စာပစ္စည်းတွေကကောင်း90သုံး90ပေါ့နော်တိုးတော့လည်းပဲကောင်းတဲ့ဘက်ကိုဥတည်ပါတယ်ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ဝင်လာမယ်ထွက်เสียရှိရလဲဥစ္စာပစ္စည်းထွက်ပါလိမ့်မယ်ပြင်စားရှိရလဲပြင်မယ်ပြတ်ဖို့ကိစ္စကြီးလည်းပေါ်ပေါက်လာတတ်တယ်အဲ့တော့ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့အချင်းပြောင်းကြုံတာတို့ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့တစ်ခါတလေမှစိတ်တိုင်းမကြရတာတို့ဒါမျိုးတော့ဖြစ်တတ်ပါပဲနော်အဲ့တော့တဟမဆိုတဲ့ကတ္တဖြစ်တယ်နော်လူစောက်တို့တေတော်ဆက်ခံဆိုတဲ့ကတ္တဖြစ်တဲ့အတွက်မတင်မကြဖြစ်တတ်တယ်လို့ပြောချင်ပါတယ်နော်အဲ့တော့မိတ်ဆွေပေါင်းနဲ့ပတ်သက်ပြီးဟောပြောပြတတ်မှာဖြစ်ပါတယ် မိတ်ဆွေပေါင်းတွေကရင်းနှီးသူမိတ်ဆွေပေါင်းတွေတို့ဒုက္ခပိတတ်ပါတယ်ရင်းနှီးတဲ့မိတ်ဆွေပေါင်းတွေဒုက္ခပိတတ်ပါတယ်အဲ့ဒါလေးဈေးထားဖို့လိုပါတယ်အဲ့ဒါမိတ်ဆွေပေါင်းတွေနောက်စတိပိုင်းထွန်းအပ်တတ်တယ်နော်နောက်တစ်ခုကဟိုဟိုအဝေးရောအနီးရောဒုက္ခပိတတ်တဲ့အနေထားမျိုးတွေဖြစ်တတ်တယ်ပေါ့နော်မိတ်ဆွေပေါင်းတွေနဲ့ပတ်သက်လို့ရှင်သတိထားပါလို့ပြောချင်ပါတယ်အဲ့ဒါ death ရဲ့ကပ္ပာလေးဖြစ်တဲ့အတွက်နော်ဒါတေမင်းရဲ့ကပ္ပာလေးဖြစ်ပါတယ်မိတ်ဆွေပေါင်းတွေဟိုဒုက္ခပိတတ်ပါလေလို့ပြောချင်ပါတယ် ်အလောက်ကနေပတ်သက်ပြီးဟောပြောပေးတတ်မှာဖြစ်ပါတယ်အလောက်ကနေကောင်းမယ်လုပ်ငန်းတူးဆည်းတဲ့ကိစ္စတွေလုပ်ငန်းမှာအောင်မြင်မှုရမယ်အလုပ်လက်ရှိဝန်ထမ်းလုပ်ငန်းဟောလက်စာအာလက္ခဏာလုပ်ငန်းတွေကိုယ်ပိုင်လုပ်ငန်းတွေစတဲ့ပေါ့နော်အဲ့ဒါလုပ်ငန်းအတစ်စတာတွေလုပ်ငန်းတူးဆည်းတဲ့ကိစ္စတွေအောင်မြင်မယ်တက်တန်တဲ့လုပ်ငန်းတွေခီးသွားလုပ်ငန်းတွေသူတွေစင်လုပ်ငန်းတွေနောက်အကြောင်းဝယ်လုပ်ငန်းတွေဟိုတယ်လုပ်ငန်းတွေစတဲ့ပေါ့ဒီလုပ်ငန်းတွေလည်းကျိုးပြီးအောင်မြင်မှာဖြစ်တယ်နော်အဲ့ဒါကအထက်ထက်လေးလုပ်ငန်းတွေအဝတ်ထည်နဲ့ပတ်သက်လုပ်ငန်းတွေဒါလေးရတော့နည်းနည်းအထင်ကြီးလေးပြင်မအောင်မြင်မှာဖြစ်ပါတယ်ဟုတ် အလွယ်ဆုံးဆုံးအလောက်ကန်တဲ့ပတ်သက်တာတွေအောင်မြင်မယ်ကြီးပွားမယ်တိုးတက်မယ်လို့ပြောရတယ်။တလားပါဆိုရယ်ဆက်ပြလေးပြပါနော်။အာဒမီအောက်လက်ကရနဲ့ပတ်သက်ပြီးဟောပြပေးပါဆင်ပါတယ်။ဘဝကနေတဲ့အာဒမီတွေပြန်ရောက်လာမယ်နော်။အခုလုပ်ငန်းဟောင်းနဲ့လုပ်တင်နေဆိုတော့ကျင်လုပ်ငန်းရှင်ထဲမှာဟိုလုပ်ငန်းဟောင်းကအောက်လက်ကရတွေကိုရှုပ်ပြန်ပြီးရောက်လာမယ်ပေါ့နော်။ ကိုယ်လုံငါဆိုင်တရနေပြီးတော့ငါကိုယ်လောက်ခဲ့ပြတဲ့ online ငယ်တာရေကုရှင်ပြန်ရောက်လာနိုင်တယ်ဒါအောင်ပြည့်ချင်းဖြစ်ပါတယ်နော်အဲ့တော့တာသိမီ online ငယ်တာလည်းပတ်သက်ပြပူပေးစရာမရှိဘူးဒါမှဆွေးနွေးစရာမရှိဘူးကောင်းတဲ့ကပ်ပြားချက်ချမင်းဆိုတဲ့ကပ်ပြားအဲ့တော့ရှင်ပြန်ထမြတ်ဆိုတဲ့ကပ်ပြားဖြစ်တဲ့အတွက်တာသိမီကိစ္စ online ငယ်တာကိစ္စနဲ့ပတ်သက်ပြီးတော့ content ကောင်းနေနော်ဟိုအဆင်ပြေမှုတွေကိုယ်လုံငန်းကောင်းနေမှာတော့နော်မိသားစုရေးထဲမှာတော့အားလုံးကောင်းပါတယ်လို့ပြောပြပေးရမှာဖြစ်ပါတယ် အမေရိကန်နောက်ဆက်တွေရှိမရှိဆိုတာလည်းဆက်ပြီးဟောပြောပြမှာဖြစ်ပါတယ်။အမေရိကန်နောက်ဆက်တော့ရှိတယ်။ဒါပေမဲ့ကိုကနိုင်တော့မှာဖြစ်ပါတယ်။ကိုကအနိုင်ဖြစ်ပါတယ်။အမေရိကန်နောက်ဆက်ဖြစ်ပြီးရမှာမေရိကန်နောက်ဆက်ဖြစ်ခြင်းဖြစ်တယ်။ဒါပေမဲ့လို့အောင်မြင်မှုကပြဖြစ်တဲ့အတွက်တခြားလို့ဆိုတာကပြစစ်တာကိုကအောင်မြင်တယ်။ဘာမှစိတ်ပူပန်စရာမရှိပဲနဲ့နော်ကျက်ထဲပြလိုက်တာနဲ့တစ်ခါတည်းကညီသွားတဲ့အနေထားမျိုးဆိုဖက်ဆောင်ကောက်ပါတယ်အတိုက်ခံတဲ့ပတ်သက်ပြီးဘာမှဆွေးနွေးကြမရှိတော့နော် ခြေအိမ်တိုင်းနဲ့ပတ်သက်ပြီးတော့ဟောပြောပေးတော့မှာဖြစ်ပါတယ်နော်ခြေအိမ်တိုင်းနဲ့ပတ်သက်ပြီးဟောပြောပေးတော့မှာဖြစ်ပါတယ်အခြေလည်းကောင်းတယ်အိမ်တိုင်းလည်းကောင်းတယ်အခြေမှာအခြေမှာဆိုရင်လည်းအဓိကပြဿနာကသူတို့ဘောကိုတို့ဘောဆိုတဲ့ဘောတဘောမျိုးပေါ့နော်အဲ့တော့ချူချူတတာချူချူနဲ့ချူချူနဲ့ပြောရလေဆိုရလေအမ်အာကိုပါလဲတော့တဘောကြတယ်နော်ဟုတ်ကလည်းသူပါလဲတော့ကိုယ်ရဲ့တဘောကြတဘောကြရဲ့ဆိုတဲ့အနေအထားမျိုးပေါ့နော် ိန်တော်ကြီးမှာဆိုလို့ရှိရင်အိန်တော်ကြီးသူ့ကောင်းမယ်နဲ့ဟိနန်ကြီးကောင်းမယ်မောင်တထမေတ္တရဆိုတဲ့သဘောလိုပဲပြောမှာအိန်တော်ကြီးလည်းကောင်းပါတယ်အိန်တော်ကြီးကြီးတွေအရင်ကောင်းတယ်လို့ပြောမှာဆိုပါတယ်အဲ့တော့ဒက်စတာဆိုတဲ့ကပ်တလေးဖြစ်ပါတယ်ဒူဝင်ကပ်ကြလေးပေါ့နော်အဲ့တော့အိန်တော်ကြီးကြီးအားလုံးကောင်းပါတယ်ကျမိုင်နဲ့ပတ်သက်ပြီးတော့ဘာမှမဖြစ်ဘူးကျမိုင်နဲ့ပတ်သက်ပြီးတော့နော်ရှိနေတဲ့ယောဂဝိနေဆိုသူကလည်းတက်တာပြက်ခဲတော့မှဖြစ်ပဲကျမကြီးသူဘာမှလုပ်ရမလို့ပါဘူးအဲ့တော့ကျမကြီးရန်ကောင်းပါတယ်ဒါက ဟိုဘောတဆန်းပေါ့နော်အဲ့တော့ဒါကြောင့်နေတွင်ပေါ့ဘောဘောကပြရဲကျေပေါ့ဒါကြောင့်နေပေါ့နော်အဲ့တော့ကျမိုက်လည်းကောင်းတယ်ကျမိုက်တို့လည်းဘာမှလို့ဆက်မလို့ပါရိုင်းနဲ့ပတ်သက်ပြီးဟောပြောပေးမှတပါလေပါရိုင်းနဲ့ပတ်သက်ပြီးနှင်းနှင်းဆက်လုပ်ကြရတယ်တစ်ခါကလည်းစီပိုင်းတစ်ခါကလည်းပါရိုင်းကျုပ်အထူးကြောင့်လည်းနေရနှစ်ဒေတာတော့ရတဲ့အနေအထားမျိုးတွေဖြစ်ပေါ်လို့ဘလို့သူဆိုအင်းအတွက်လည်းညဉ့်ညမ်းမှုရှိတယ်ဗရာကြီးလည်းအောင်မြင်ရမယ်ညဉ့်ညမ်းမှုရှိတယ်အဲ့ဒါဗရာကြီးတို့အင်းရင်းမီတာစနဲ့ပတ်သက်ပြီးညဉ့်ညမ်းရေးတို့ဘာမှပြောဆရာမလို့သူ့ကောင်းမယ်လို့ပြောမှဖြစ်ပါတယ် justice ဆိုတဲ့ကဗျာမြင့်ဆိုင်ဆိုတဲ့ကဗျာလေးဖြစ်ပါရဲ့နော်ကံကြမ္မာနဲ့ပတ်သက်ပြီးဟောပြောပြတတ်မှဖြစ်ပါရဲ့ကံတရားခုဘက်ကိုမျက်နှာတာအပြည့်ဝေးထားပါရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေငွေကံဆက်ပြန်ရောကိုယ်ကျောက်လုပ်ငန်းကားလုပ်ငန်းကွန်ပျူတာလုပ်ငန်းဒီလုပ်ငန်းတွေချုပ်လို့နေဖြစ်ပါရဲ့နော်အဲ့တော့အကြောင်းနဲ့ပတ်သက်တာလေးနောက်တစ်ခါဒီလုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းမှန်တယ်မြကိုယ့်ရဲ့လုပ်ဆောင်မှုအမှုကိစ္စအဖရဖြစ်ပေါ့နော်ကိုယ်နဲ့ပတ်သက်ရပတ်သက်ကြောင်းတောကြတာမျိုးအတွက်ကတန်တရာအခုမှရှိပါတယ်လို့ပြောချင်ပါတယ်နော်အဲ့ဒီကပြားလေးကတော့ တဟိုက်ပရီစစ်ဆိုတဲ့ကပ္ပယာမေရောဂျီကပ္ပယာတွေလည်းဖြစ်ပါတယ်နော်အဘလောဆိုတဲ့ကံတရားကောင်းပါလေဝိကြီးလက်လက်ပါနဲ့ပတ်သက်ပြီးရောခပြောပြမှာဖြစ်ပါတယ်ဝိကံတွေကသုံးဆက်ဖြစ်ရင်လည်းပေါက်ဆောက်သုံးဆက်မသုံးဆက်ဖြစ်ရင်လည်းငွေရအိတ်နေလိမ့်မယ်အဲဒီကပြဿနာပါနော်လက်ပိတ်ထားလည်းမဟုတ်လက်ပွတ်တာလည်းမဟုတ်ပေါ့ငွေကြီးနဲ့ဘာလို့လဲဆိုတော့တစ်ခါတည်းမှာအတုံးဟိုသုံးချက်ပြမယ်လို့သုံးခွင့်မသုံးခွင့်မရတာဥပမာငွေရဟိုတစ်ခဲမှာစီဆွကြပါတယ်ပေါ့နော် အဲ့တော့ကိုကပစ္စည်းကဟိုကိုစုရောက်လာဖို့မလွယ်ဘူး။ကွာကွာအမျက်စွန်းတော့ကွာတိထားတယ်။ဒါပေမဲ့ကိုကငွေရပစ္စည်းမရောက်လာနိုင်တဲ့အတွက်ငွေရပေးချင်လို့မရဘူး။အဲ့ဒီပုံစံမျိုးပေါ့နော်။ငွေချင်းနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်စီးတူကနောက်ဆက်ပြေပုံစံထိတာပေါ့နော်။ဆောင်းရှင်းလို့မရှိဘူး။အချိန်ကာလအပြည့်တော့စောင့်ရမယ်။ငွေချင်းနဲ့ပတ်သက်ပြီးတဖူးဆိုတဲ့ပတ်ကြဖြစ်သွားတယ်နော်။အဲ့တော့ဒီနောက်ဆုံးပိတ်ဒီစင်္ဂလာပိုင်းရဲ့အပိတ်ကာလမှာဆိုရင်တော့ကိုယ့်အိမ်ကြောင်ကြီးနဲ့ပတ်သက်တာမိတ်ဆွေပေါင်းနဲ့ပတ်သက်တာတွေဒီထားမှာရှိပါတယ်။ မြစ်စီပါဒနာကိုအကြောင်းပြုပြီးအိမ်တော်နဲ့ပတ်သက်ပြီးရောစိတ်နှောက်ချက်ပြရတယ်ကြောရတဲ့နောက်တစ်ခါလေးမှာအိမ်မက်ထနဲ့ပတ်သက်ပြီးအိမ်မက်မှာအိမ်မက်ဒီမကောင်းတာအိမ်မက်နဲ့ပတ်သက်ပြီးရောနောက်ပူပန်မှုတွေကြောရတာအိမ်မက်ထမှာဗျောဆွနာတို့ဘောနော်အဲဆောက်လမှုတွေဖြစ်တာတို့ဒါမျိုးတွေကြောတတ်တယ်ပေါ့နော်အဲ့တော့ဘာရောစိတ်အခြေအနေရဖြစ်ချင်းလို့ပြောမှဖြစ်ပါတယ်အဲ့တော့ဒီကပြားလေးကဒီတက်ဖယ်ဆိုတဲ့ကပြားတစ်စီ၆ချားချင်းဆိုတဲ့ကပြားပေါ့အဲ့တော့တောက်ကြတာတမျိုးတွေဒီစံကားပိုင်းမှာတော့ ဒီအကောင်းတဲ့ဘက်ကိုအတာချက်ရှိတဲ့ဒုက္ခလည်းပဲအညာခက်ကြီးအနှဲငယ်ကြုံနေမယ်နော်သူကိစ္စကြမှာတစ်ခုချိုးကိစ္စကြီးမှာဆိုလို့ရှင်ကိုတစ်ခါတည်းမြင်ကြတော့ကိုအမြဲလေးမဲ့ရုပ်ရက်ကောက်ကောက်ငါအာထားပြဖြစ်သွားတဲ့အနေထားတွေပေါ့နော်ဒီစမရပိုင်းမှာဆိုလို့ရှင်တတော်များကျွန်တော်ဒိလေးလာတုံးတက်ပြီးရောတဲ့ရနမိတ်ကြီးပြည့်စုံထားတာကတော့ကိုစီစဉ်မထားတဲ့တချို့ကိစ္စကြီးอ่ะနော်ဟိုမြို့ဝက်ပတ်တဲ့ပုံစံမျိုးကြီးကိုပြောတာဖြစ်တယ်ဟိုတုံးနဲ့တက်ကနဲ့ထဖြစ်သွားတဲ့မျိုးအဆိုးဆုံးနဲ့အဆိုးထဖြစ်သွားတာမျိုးကြီး ဒါမျိုးကြီးကျွမ်းတက်တယ်သူပြောချင်တာနော်အဲ့တော့အဲ့တော့သူကမမြင်နိုင်တဲ့ကိစ္စမြင်နိုင်တဲ့ကိစ္စရာစဒါလေးရာအာနည်းနည်းအတိုက်ခံလေးကြီးကျွမ်းနိုင်တယ်လို့ဟောပြောပေးလိုပါတယ်တော်တော်များများနေသားသမီးပါပဲအဲ့ကပဇနာနော်အဲ့တော့ဆန္ဒပိုင်းနဲ့မှာဆိုတော့ဒီနေ့မှာကိုယ်ကစရိယာလေးကိုအနေနဲ့ဘာစားထားမယ်ဆိုလို့ရှင်ပဋ္ဌာသသမီးတွေအနေနဲ့ကိုယ့်ရဲ့အပ္ပချလဲအိမ်အိမ်ပ္ပချလဲတော်တော့ဒီအဲ့ဒီဝကြီးပင်ပေါ့နော်တစ်ပင်ရှိတဲ့နေရာမှာအမှုရနေသူအမှုရနှစ်တိုင်းနှစ်တိုင်းထွန်းပေးပါပါနော်အမှုရနှစ်တိုင်းနှစ်တိုင်းထွန်းပေးပါလို့ပြောချင်ပါတယ် ဒါလေးတွေရုပ်ကစိုးကိုသောက်ရုပ်ကစိုးမေတ္တာပို့ပြီးကြတယ်လုတ်တယ်မှာရုပ်ကစိုးကြီးကိုမေတ္တာပို့ပြီးကြတယ်ပင်ဆောင်တဲ့မေတ္တာပို့ပြီးကြလုတ်ပြီးတက်မှာသာသနာသမီးတွေအနေနဲ့နော်ဒီဂျစ်တယ်လေးစောင့်ထားဖို့လိုပါတယ်နောက်တစ်ခုကကြတော့ဆရာမအတိနံလေးလည်းသူသိသူလို့သူပြရဖြစ်ပါတယ်ဆရာမအတိနံလေးလည်းမကြမကြသူပြေးပါဘယ်နှမျိုးပဲဖြစ်ဖြစ်ပါအတိနံလေးသူပြေးပါနော်ဆရာမကနွားနှုတ်နဲ့ပြိမုတ် တွဲယူတယ်ဖျောက်သွေးပါရှရိယာအဲ့ဒီဖျားမှာပြောမဲ့ရတဲ့ဆိုနှစ်မျိုးပေါ့နော်ဒီအစားတောက်ဖလီတွေပါနွားနုအသေးနံနော်အသေးနံနောက်ဟိုကိုကိတ်မော့နော်ဒါမျိုးတွေဖျောက်သွေးပါတို့ကစစ်တောက်မှာဒါမကြမကြသွေးပါတို့ပြောမှာဖြစ်ပါတယ်အကြောင်းအားဖြင့်ဘာကြီးဆွမ်းထားမယ်ဆိုလို့ရှင်အကြောင်းအားကတော့အဖြူရောင်အဖြူရောင်ရဲ့အနက်ရောင်ရဲ့အဖြူရောင်ရဲ့အနက်ရောင်ရဲ့အနီရောင်ရဲ့ဆောင်းဖြစ်ပါအဖြူရောင်အနက်ရောင်အနီရောင်ဖြစ်ပါတယ် အပြူရာအနဲ့ရာအနီရာဆောင်းလာကြပါလေကနာအပြင်ကတက်ကဲခုနှစ်ကဲနှစ်ကဲကျွေးပြပါလေကနာအပြင်တက်ကဲနှစ်ကဲခုနှစ်ကဲအကျိုးကတက်နှစ်ခွန်ပေါ့နော်အာအဲ့ကနာနေရအကျိုးပြပါလေတနေ့ကနေ့တော့တရလာနေတော့စနေနေ့တော့တောက်ကြတပိကြပြနေလို့နေမြများဖြစ်ကြပါလေတောက်ကြတပိကြရမစ်စင်များအားလုံးစိတ်ချနာပြန်ကြိုးကြပါတင်များပြည့်စုံကြပါလေခင်ဗျာ